အားလုံးပဲမင်္ဂလာပါရေဝေရှမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့စက်တင်ဘာ29ရက်နေ့ဒီကနေ့မှာကျွန်တော်မိသားစုဝင်တွေကိုတင်ပြခြင်းနဲ့အကြောင်းအရာကတော့အချမ်းဖက်စစ်ခွေးတက်ရဲ့လွန်အင်မတန်ရုပ်မှရိုင်းဆိုင်မှုတွေကိုကျွန်တော်ဖော်ပြပေးခြင်းတာပါဘုဇုတ် grammar တောင်မှမင်းတို့ဟာလူမဟုတ်တော့ဘူးလို့ပြောရတော့အောင်ရက်ဆက်လုံးတဲ့အကြောင်းတွေပါပါပြီးတော့ကျွန်တော်တို့ TNL တပ်ဖွဲ့ဝင်ကိုခေါင်းကိုဖြတ်ပြီးတော့ ဆာလာအိတ်ထဲမှာထည့်ပြီးတော့ drone နဲ့ပြန်ချပေးတဲ့အကြောင်းတွေကိုကျွန်တော်မိသားစုကိုကြားရမှာပါတောင်မဲတိုက်ပွဲနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရသတင်းတွေကိုဖော်ပြပေးမှာဖြစ်တဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိဝေးရန်ကြည့်ရှုကိုကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကို delete စာဖိတ်ခေါ်လိုက်ပါတယ်မင်းတို့ကလူမဟုတ်တော့ဘူးအဲ့ဒီစကားကိုပြောလိုက်တဲ့သူကဗိုလ်ချုပ်ကွမ်မော်ဖြစ်ပါတယ် ဒီစတိတ်ကိုကျွန်တော်တွေ့လိုက်တဲ့ချိန်မှာအာဘုဘချုပ်ဘာကြောင့်ဒီအကြောင်းကိုတော်တော်လေးပြောလိုက်တာလေပေါ့နော်ဟုတ်ပါတယ်စဘုံမျိုးမှာဒီနေ့မြင့်နေဒီလားကြီးခွေဝင်းကျင်မှာဖြစ်သွားတယ်ဖြစ်စင်အဲ့ဒီဖြစ်စင်ကတော်တော်လေးကိုရှင်းနာစရာကောင်းတယ်ဒီနေ့ခဏလေးလားကြီးခွေစဘုံလေးတက်တက်ကိုဂျန်ဖက်စစ်ခွေးတက်ကလေးချောင်းကနေပြီးတော့ဘုံကျဲချလိုက် ညနေ၄နာရီခွဲကျောင်းသားကျောင်းသူတွေကျောင်းဆင်းတဲ့အချိန်ကလေးငယ်တွေထိခိုက်သွားတာဗျာအဲ့ဒီရုပ်သံဗီဒီယိုဖိုင်ကိုတော့ကျွန်တော်ရဲ့ Telegram မှာကျွန်တော်ရဲ့မိသားစုကြီးတော့ကြည့်ပေးပါဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့ဘုရားကောင်းဖို့ကိုယ်တိုင်ဖတ်ပြီးတော့ပြောလိုက်မိမဟာလူမဟုတ်တော့ဘူး ကျွန်တော်ဒိုင်းနေရောက်မှရှိတယ်ကျွန်တော်မိမပြည်သူအားလုံးကလည်းပဲလက်ရှိအာနာရှင်အောက်ကကျုံပေါက်တွေအကုန်လုံးကိုလည်းလူတို့ကိုမတမတ်ထားပါဘူးကိုကျုံဒါကြောင့်လည်းစခွင်းလို့ကျွန်တော်တို့ကခိုင်းနိုင်တာဒါတော့မှခွေးချစ်တဲ့သူတွေကခွေးနဲ့ခိုင်းနိုင်တာမသိတော့တဲ့အကြောင်းကိုတော့မှကွန်ပလိတ်တက်ခံခဲ့ရခွေးနဲ့မခိုင်းနိုင်ပါနဲ့တဲ့ခွေးကသမင်းကျွေးတဲ့လက်ကိုပြန်မကိုက်ဘူး သခင်ပေါ်ရန်သက်စာရှိတာလက်ရှိအကြောင်းဖတ်စစ်ခွေးတက်ကျွန်တော်တို့ကဒီလိုသုံးတာဟုတ်ဗျာခွေးလောက်တောင်မှသက်စာမရှိခွေးလောက်တောင်မှသခင်ပေါ်အကာဝယ်မပေးနိုင်တဲ့သမီးကျွေးတဲ့လက်ကိုပြန်မကိုက်တာဆိုတော့ခွေးနဲ့နှိုင်းတာကိုခွေးချစ်သူတွေကပ်ကော့တာကျွန်တော်လုံးဝကိုတရားခိုင်လို့အပြေလက်ခံလိုက်ပါဒါပေမဲ့လည်းဗျာကျွန်တော်တို့ကနှုတ်ကလည်းကျိုးတယ်စခွေးစခွေး ဒါပဲကျွန်တော်တို့ကဝတိပါသွားတာဟုတ်ဗျဟုတ်ပြီဒီနေ့ကျွန်တော်တို့တောင်းတက်မလို့ TNL တောင်းဖက်တိုက်ပွဲတွေအကြောင်းပြီးတော့ကျွန်တော်တို့ကနေပြီးတော့ဒါတောင်းတက်ဖွဲ့ဝင်အရှင်ဖမ်းမိလိုက်တဲ့ TNL တက်ဖွဲ့ဝင်ကိုခေါင်းကိုဖြတ်ဆလာအိဒီယကိုထည့်ပြီးတော့ drone နဲ့တဲဆောင်ပြီးတော့ကျွန်တော် TNL တက်ဖွဲ့ဝင်ဘက်မှာသွားပြီးတော့ချပေးခဲ့တဲ့အချမ်းမဲ့ဖက်စစ်ပွတ်တည့်ရဲ့ ကျုပ်မှာရိုင်းဆိုင်တော့ဒီကြောင်းတွေကိုကျွန်တော်မိသားစုနေကျွန်တော်နဲ့တတိချာချာလေးဆွေးနွေးကြမှာဗျာဟုတ်ပြီဘာလို့ဆိုတော့စက္ကန့်ရေးပါတီဝင်အောက်ကန်တထေးကိုတော့တရုတ်ကတည်တံပေးလိုက်ပါကျန်ဖို့တော့ကျွန်တော်မိသားစုနေကိုကန်ကတရေကြီးမိရှောက်ချမ်းနဲ့မိသားစုဝင်တွေကိုတရုတ်ကအကုန်လုံးကိုတည်တံပေးလိုက်ခြင်းဖြစ်ပါတယ်ရုပ်နိုင်ငံဝမ်ချိုးပြည်သူ တရားရုံးကနေပြီးတော့မြန်မာနိုင်ငံကိုကန့်ဒေတာမှာအခြေစိုက်ပြီးတော့ online ဝေလင်ဂိုင်းတွေတီထောင်ခဲ့တဲ့ကိုကန့်သတင်းမိလျှောက်ချမ်းနဲ့တာမိကော်ဖဲမြေဖြစ်သူမိချင်းချင်းနဲ့လက်ငတ်ကန်ခေါင်းဆောင်ကျိုးဝီချမ်းတို့အပါအဝင်12ဦးကိုတေတန်းနောက်ထပ်9ဦးကိုနှစ်နှစ်ဆိုင်းငတ်တေတန်းစတောက်အိုးထောင်နှံတက်ကျုံးနဲ့12ဦးကိုထောင်နှံ9နှစ်ကနေပြီးတော့24နှစ်အထိအသီးသီးချမှတ်လိုက်ပါတယ် အဲ့ဒီမိသားစုဝင်အကုန်လုံးဟာကြံ့ဖို့မိသားစုဝင်တွေဖြစ်ခဲ့ပြီးတော့အဲ့ဒီမှာလဲပါတီထောင်ခဲ့တဲ့သူတွေဖြစ်ပါတယ်အကြမ်းမဖက်စစ်ခွေတက်နဲ့ပတ်သက်သူမှန်မြအခုလိုပဲစသိမ်းရတယ်ပြီးတော့ကြံ့ခံရေးပါတီကြံ့ဖို့ပါတီ จ้าဖြန့်လူလိန်ဂိုင်းတွေကိုလက်ခံတဲ့ပါတီတခိုးချိုးတွေကိုလက်ဝေကလက်ကင်ထုတ်ပြအသုံးပြုတဲ့ပါတီငကူတွေကအဲ့ဒီချက်ဖို့ပါတီဆိုတာကလည်းစစ်ခွေးအပိုင်းဝိုင်းကဆင်းသက်လာတဲ့သူတွေမကြသေးခင်အောင်မလားချက်ဖို့ပါတီဝင်တဦးကသူတို့အသေးကွဲတဲ့အကြောင်းရုပ်သံဗီဒီယိုမှတ်တမ်းကြီးအောင်ထွက်ပေါ်လာသေးတယ်မိုးချွေကိုတက်ကောက်ကောင်တွေဟာ တက်ဖို့ပါတီဝင်တွေမှာတကယ်ခေါင်းဆောင်နေရာတွေဝင်လိုက်တော့ငါတို့ကြက်ခိုင်ရေးကကောင်းနေကခွေးဖြစ်ပြီပေါ့ဆိုတာမျိုးကိုသူတို့နှုတ်ကသူတို့ကိုယ်တိုင်ပြောလာတာကိုเจ้าတော့ကိုသိရှာတယ်ကိုလည်းကြက်ခိုင်ရေးပါတီဝင်ကြားခက်လူလိန်ကိုင်းကိုကန်တဲ့ဟင်းနဲ့သူ့မိသားစုဝင်တွေအကုန်လုံးကိုတော့တယောက်ကတေးတန်ပေးလိုက်ပြီတိခါကြားလေပြား တော်ပြီတော့ကျွန်တော်တို့ဒါကြက်ခံရေးအဖွဲ့ကနေပြီးတော့ကြည့်နေနေမယ်ဆိုရင်လည်းပဲပြင်တီပြလို့ရတယ်နော်ကျွန်တော်ရဲ့မိသားစုဝင်ဟုတ်ပြီဒီအခွင့်ကမ်းလာတယ်ရန်ကုန်လူငယ်တွေကိုဥဆောင်ပြီးတော့ကုကန့်ဒေတာအစာအနာရှိတဲ့မိမိသားစုဖြစ်ပါတယ်ခေါင်းဆောင်မိလျှောက်ချမ်းကြက်ခံရေးပါတီဝင်ရှမ်းပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဟောင်းတုပ်ဖြစ်ပြီးတော့သူ့ရဲ့သား မီကောဖင်းကကိုကန့်နေချာစောင့်တဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။သူကနိုင်ငံရင်းနဲ့ဆေးအာဏာကိုသုံးပြုပြီးတော့သူရဲ့ဂျာဆွတ်မှုလုပ်ငန်းတွေကိုကာကွယ်ပေးနေတာဖြစ်တယ်လို့လည်းကျွန်တော်တို့သိရှိထားရပါတယ်။ကျွန်တော်မိသားစုဝင်တွေတွက်ဆက်ပြီးတော့တည်လဲရတာကတော့ပြည်သူ့ချက်ခံရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်ခေါင်းဆောင်တဦးနဲ့နေချာစောင့်တဲ့ BGF ခေါင်းဆောင်တဦးကလက်ရှိအချိန်မှာတရုတ်ကနေပြီးတော့တည်တံပေးခြင်းခံလိုက်ရပြီဆိုတဲ့အကြောင်း ဒါလေးကိုမှတ်ထားပြီပါဒါလေးကိုမှတ်ထားပြီပြီဆိုရင်တော့ဒီကောက်ပွဲကိုကာကွယ်ပြီးတော့ဦးအောင်လှုပ်ဆောင်သွားမယ်လို့ကင်းပြင်းနဲ့အတွင်းကကင်းငန်းနဲ့တိုင်သုံးပွဲကစတင်ဘာ29ရက်နေ့မှာပူရက်ထုတ်ပြန်ကြေညာလိုက်ပါတယ်ဘသူတွေကဒီကောက်ပွဲကိုကာကွယ်မလဲယူကောက်ပွဲကိုကုညီမယ်ဆိုတာတွေကိုကျွန်တော်တို့တန်ဖိုးရှိစွာကျွန်တော်တို့ ်မြန်မာနိုင်ငံတွင်းမှာရှိတဲ့ကရင်တွေအကုန်လုံးတိလိရတယ်တကောင်းတော့မှာရှိတဲ့ကရင်တွေအကုန်လုံးကြားတိလိုက်ရတယ်ဒီဖက်ဒရယ်ကိုတိဆောက်ချင်ပါလေဆိုတော့ကရင်တို့တောင်းတဲ့အိမ်မက်ကိုရိုက်ချိုးတာအဲ့ဒီတစ်ဖွဲ့သုံးဖွဲ့လုံးကအဲ့ဒီတော့ကတော့အလုံးကြောင့်မိသားစုလည်းကြားမှာပါ BGF KNA လို့အမည်ပြောင်း KNU KNA လေး KPC သူရဲ့စလုံးတိုင်းကိုကျွန်တော်ရုပ်ပြတာเนาะကျွန်တော်မိသားစုလေး PC လို့ဘယ်တော့မှသူတို့ရေရှေ့မှာရေးသေးတယ် KNU KNL dash PC PC ဆိုတဲ့ PC ပေါ့ဗျာဘာဖြစ်လို့ခုနောက်ဆုံးစီဝေးထိကို KNU dash KNL dash PC ဆိုပြီးတော့တုံးပြရတာလေ KNU သိခါကြားပြီးရင်တော့ထုံးစံအတိုင်းပေါ့ဗျာ DKBA အရင်တော့က DVB တို့ PC တို့ကသူကဈာနေခြံခွာထိုင်နေသေးတယ်ကျွန်တော်ပြသားဆို။ဒါပေမဲ့သူတို့ဒီဝီချီကိုမလွန်ဆန်နိုင်ကြတော့ဘူး။ဒါကြောင့်ကျွန်တော်ပြောတဲ့ DVB အောက်မှာရှိနေတယ်ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကျောင်းမိသားစုဝင်တွေကျွန်တော်အမြဲတမ်းအသိပေးပါတယ်။မြို့သမီးတွေ PDF မြို့သမီးတွေအရင်တင်းစာရှိတယ်ကြောက်ခါ လောက်ပဲကျွန်တော်ပြောကျွန်တော်နမိတ်တက်မပြောဘူးကျွန်တော်မိသားစုခုလီကောရေကန်ကုန်းလဲပြီးလိုက်ရလီကောရေကန်ကုန်းဆိုတာကျွန်တော်အပေါင်းအဲ့ဒီနေရာမှာကျွန်တော်တို့တိုက်ပွဲတွေဖြစ်ခဲ့ရတဲ့နေရာဟိုးရင်အဆောက်ကိုပြန်ရောက်သွားတာလီကောကိုပြန်ခုခံနေရတဲ့အခြေအနေအရင်အဆောက်ပေါ့ဗျာအရင်အဆောက် ကျန်တဲ့အခု2000ဒီ2023 2024နောက်2025မှာဖြစ်ခဲ့တာတွေအကုန်မေးလိုက်ဟိုးအရင်အစလီဂီကော်မှာကျွန်တော်အားလုံးဒါပေါ့နော်အဲရောက်သွားတဲ့အချိန်လီဂီကော်ဂျမ်ပါစစ်ကိုဒီစစ်တောင်းတွေကဝင်လာတယ်အာကျွန်တော်တို့လွတ်တော်မတ်တွေဟိုပြေးဒီပြေးအဲ့ဒီမှာကျွန်တော်တို့အဲကျွန်တော်တို့ KN KNU နဲ့အဲချို့တပွဲဝင်တွေကအဲ့ဒါကိုကျွန်တော်တို့ခုခံထားရတာဗောဗျာအဆုံးကြတဲ့လီဂီကော်ကြီးတွေပါသွားတာပဲအဲ့ဒီအစကိုပြန်ရောက်သွားတာအဲ့ဒီအချိန်တော့ကျွန်တော်တိရဖိုက်တာတယောက်ပဲရှိတယ် ဒါကဒီကဘယ်ပြန်လဲတင်းငိအေးချမ်းကြီးပြန်ရှိဟိုငင်းချမ်းကြီးပြန်ရှိအောင်ဘယ်လိုလှုပ်ဆောင်ကြမလဲရေးကြီးဆုံးအခြေအနေနဲ့ဆွေးနွေးခဲ့ကြတယ်ကျွန်တော်နေမြန်မာဒီမိုကရေစီရွေးကောက်ပွဲကိုပါဝင်မှုစိုးရိမ်မှုတွေရှိနေတဲ့ပြည်သူတွေအတွက်ဘယ်လမ်းကနေကူညီကာဝယ်ပေးနိုင်တာရှိတယ်ခရင်ပါတီအချို့ဝင်ရောက်ပ ပါဝင်မှရှိတော့ဘယ်လိုသတိထားနေရမလဲဘယ်လိုလက်ဆောင်ပေးနိုင်မလဲစသည်ဖြင့်တိုင်ပင်ကြတာရှိတယ်လို့ခင်ဗျာညဉ့်ရဲ့ကောင်စီ PC ကဘုံမူကြီးစောကျော်ညွန့်ကပြောခဲ့ပါတယ်မိကီ KNU ကင်းမျိုးသားစည်းရုံးမှာခွဲထွက်သွားတဲ့လက်နက်ကိုင်အဖွဲ့များကိုကင်းပြည်သူတို့လိုလားနေတဲ့တခုတည်းသောလက်နက်ကိုင်ဖြေဆန္ဒအရာအဖြစ် ရက်က2013ခုနှစ်မေလ28ရက်နေ့မှာကင်းလက်နက်ကိုင်များစီလုံးညီညီကော်မတီ KNU DGP PC နဲ့ BGF တို့စူပေါင်းဖွဲ့စည်းခဲ့ပူးပါတယ်။တရင်တို့အိမ်မက်တွေအခုတော့ဖတ်မှတ်လို့ရပြီပေါ့ကျွန်တော်ရေးမိသားစုမနေ။ဟုတ်ပြီ။အဲ့တော့ဒီကင်းကြီးနဲ့ပတ်သက်ပြီးတော့စကွေးအောင်စုကရေကောက်ပွဲကျင်းပသည် ီလူဆန္ဒနဲ့စန့်ကျင်တဲ့အတွက်ပူရဲစန့်ကျင်နေသည့်အတွက်ပူရဲသဘောထားထုတ်ပြန်သည်လက်နက်ကင်အဖွဲ့များပြင်ဆင်ချက်ပုံပုံသက်တဲ့လို့ပိုင်းပိုင်းမျိုးသားဖက်ဒရယ်ကောင်စီဥက္ကရာကခုလိုတိုက်တွန်းထားပါတယ် NCA စာချုပ်ကိုအကောင့်တွေပေါ်က KNU အဲ့ဒီတော့က KNU နဲ့နိုင်ငံရေးဥဆောင်မှုကိုခံယူမယ်လို့ကရင်လက်နက်ကင်အဖွဲ့တွေကပြောခဲ့တယ် ူ့ရဲ့ရွေးကောက်ပွဲသဘောထားကပြည်သူသဘောထားပဲရွေးကောက်ပွဲကိုကူညီမယ်ဆိုတာကဒါကိုတွေးဖိနေတာနင်းအေဂျင်ရေးဆိုတာကလည်းပြည်သူကိုရန်သူလိုတတ်မှတ်ပြီးတော့တတ်ဖြတ်နေတဲ့ဆက်မဆက်လက်အောင်မှမရှိဘူးဒါကြောင့်ဒါလေးကိုပြန်သုံးတက်ဖို့ကင်းလက်နက်ကိုင်အဖွဲ့တွေကိုတိုက်တွန်းချင်ပါတယ်ဟုခေါင်းမြင့်ထွန်းကမှတ်ချက်ပြုထားတာကိုတွေ့ရပါတယ်ကျွန်တော်ကျွန်တော်တို့အားလုံးပြောနေကြတဲ့အတိုင်းပါပဲ ကရင်ကိစ္စကိုကရင်ရှင်းပါလိမ့်ကျွန်တော်တို့ဝင်ပြီးတော့ရှင်းလို့မရဘူးအလက်ရှိအချိန်မှာကျွန်တော်တို့ရဲဘော်တွေပေါ့နော်အဲလုံးဝကိုအဆင်မပြေတော့တဲ့အခြေအနေမှာအတရားတွေရွှေ့ပြောင်းဖို့အတွက်ပြင်ဆင်ရတာရှိပါတယ်အဲ့အတွက်ကျွန်တော်တို့ဈေးတည်ပေါ့နော်ဈေးတွေအများကြီးလိုအပ်နေတယ်ကျွန်တော်ရင်မိသားစုနေတယ်ဆိုတော့တတ်နိုင်တဲ့ဘက်ကဝင်းရကူညီပေးဖို့ကိုကျွန်တော်မေတ္တာရက်ခံလိုတယ် ျွန်တော်တို့လုံးလို့မရတဲ့အရာမရှိပါဘူး။ဒါပေမဲ့ကျွန်တော်တို့လုံးလို့ရတဲ့နေရာမှာရှိဖို့တော့လိုတယ်။ပြောချင်တာကတော့လူမှန်နေရာမှန်ဖြစ်ဖို့အတွက်ကျွန်တော်တို့အများကြီးရုန်းကန်နေရတာရှိတယ်။ကျွန်တော်မိသားစုဝင်တွေခံစားနားလည်မိမယ်လို့ကျွန်တော်ယုံကြည်တယ်။ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကျွန်တော်ရဲဘော်တွေရွှေပြောင်းဖို့အတွက်ငွေကြေးတွေအများအများလိုအပ်နေပါကျွန်တော်မိသားစုကိုကြီးပြီးမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ် ဟုတ်ပြီဒီနေ့မှာကျွန်တော်အဓိကတင်ပြချင်တဲ့အကြောင်းကဖမ်းမိရတဲ့ TNL တဖက်ဝင်ခေါင်းကိုဖြတ်ပြီးတော့ drone နဲ့ပြန်ချပေးတဲ့ကြောက်စိတ်အတွင်းပြပါတာဝန်ရူပလက်ရှိ TNL နဲ့ဂျမ်ဖက်စစ်ခွေးတက်တပ်ရင်းပြင်တန်နေတဲ့နေရာမှာနောက်ဆုံးအုံပြုနေတာဖြစ်ပါတယ်အဲ့ဒါစစ်ပြူဟာလားကျွန်တော်မိသားစုတော်ရန်ဆိုတာရှိတာပဲ တော်ဘယ်ကဖမ်းမိလဲဆိုရင်ကျွန်တော်ဖမ်းမိတဲ့ပုံမှန်တွေဆိုရင်ကျွန်တော်ဘယ်လိုမျိုးဆက်ဆံလဲဆိုတာကိုကျွန်တော်မိသားစုတွေ့ပါမှာဆိုတော့ DNL တက်ပွဲဝင်ကိုအကျန်းဖက်စစ်ခွတ်တက်ကဖမ်းမိတယ်ဖမ်းမိတဲ့ကျွန်တော် DNL တက်ဖွဲ့ဝင်ခေါင်းကိုဖြတ်ပြီးတော့စာလိုက်ထဲထည့်ပြီးတော့ drone နဲ့ DNL တက်ဖွဲ့ဝင်ဒီစီမှာလာချလိုက်တယ်ဆိုတော့ DNL တက်ဖွဲ့ဝင်ကပထမ drone ပုံလေးလာကြတာအောင်မိလို့သူတို့ကပြီးတော့ကြပြီးတော့ဖုံးပြီးတော့ဖုံးဆိုပြီးတော့ မကွဲဘူးဗျမကွဲတဲ့အချိန်ကျမှထွက်ကြည့်မှသူရဲ့တပ်ဖက်ဝင်ဟိုခေါင်းဖြတ်ပြီးတော့ဆာလာအင်လာပစ်ချသွားတာလေဟုတ်ပြီတောင်းတဖက်ဝင်ဒီအဲထင်းချောက်တာတဲ့ကြောင်မဲကိုစတောင်းထိုးတိုက်ခိုက်နေတာကျွန်တော်ရဲ့မိသားစုဝင်လေအခုချိန်မှာအနည်းဆုံးဖြစ်တဲ့ခုံမုံကျေးရွာနေတီရောက်ရှိလာပြီကျွန်တော်ကြောင်မဲမျိုးကိုဂျပန်စစ်ခွေးတပ်မဝင်နိုင်အောင် TNL တပ်ဖက်ဝင်တွေက ဆက်လက်ပြီးတော့ခုကနေပါတယ်ခုကျွန်တော်ပြောနေတဲ့အချိန်ထိလည်းပဲတိုက်ပွဲကင်းထန်နေစေဖြစ်ပါတယ်ကျွန်တော်မိသားစုဝင်လေဒီအချိန်မှာကျွန်တော်တို့ဒါပပောကနေပြီးတော့ TNL ကိုဖိအားမျိုးစုံပေးနေတာကိုလည်းကျွန်တော်တွေ့ရမှာဖြစ်တယ်ပြီးတော့တင်းတင်းရှာရှာထူးခြားတာချက်ချက်က UWSA ဝါတာဖွဲ့ဝင်တွေအတွင်းထဲကိုတရုတ်ထောက်လန်းရေးတွေထည့်ထားပြီးတော့အထူးစောင့်ကြည့်ခံနေရတဲ့ကျွန်တော်ညီတော်မာမိတ်သုံးဘွဲ့အကြောင်းလည်းပါပါတယ် UWSA တပ်ဖွဲ့ဘက်မှာတရုတ်ထောက်လန်းရေးတွေရှိနေတာเนาะကျွန်တော်မိသားစုနေထည့်ထားလာထည့်ပြီးတော့အရှုလက်ရှိစစ်မြေပြင်နဲ့ပတ်သက်ပြီးတော့ကြီးတထောင်အောင်မရောက်ဖို့အတွက်တရုတ်ကလေယာဉ်ကြီးကိုဖြတ်တင်းထားတာ ညစ်ချင်နေတွေကျွန်တော်ချင်းဆိုင်နေရတာဖြစ်တယ်ကျွန်တော်တာဆိုမလျှော်သောဆွဲလုံးလတွေနဲ့ကျွန်တော်တို့ကောင်းဆုံးကြိုးစားပြင်ဆင်နေကြတယ်လက်ရှိအချိန်မှာသူတို့စကြောင်းထိုးတယ်သူတို့ပြန်လည်ပြီးတော့တစ်ခါသိမ့်ပတ်တယ်ဆိုတာကတော့ဘာလို့ပြန်ကြားပြန်ရှိပါလဲဒါကတော်လိုင်းရဲ့အဆုံးဖြတ်မှုပါကျွန်တော်တို့အကျွန်တော်တို့ယနေ့အချိန်ကြီးမြို့ပေါင်း100နီးပါးအထိကိုကျွန်တော်တို့တစ်ခါသိမ့်ပိုက်ထားနိုင်စေဖြစ်တယ် ်အကြသေးခင်ကမျိုးလေးနှစ်မျိုးလောက်ပြန်ပေးလိုက်ရကျွန်တော်တို့တက်က minor ပဲကျွန်တော်ရင်မိသားစုဒါပြင်အရေးကြီးတယ် client အင်းနဲ့ထိစပ်ထားတယ်မပြူဟာကြအချက်ချာကြတဲ့မျိုးကျွန်တော်တို့တစ်ခါသိမ့်ပတ်ပြီးတော့နောက်ထပ်တစ်မျိုးမကြခင်မှာလဲစိုးအောင်မှာကျွန်တော်မိသားစုသူတို့ကရွေးကောက်ပွဲအဲ့ဒီရွေးကောက်ပွဲကိုအစတိုင်းတန်ပြင်ဆင်ပြီးတော့နေမီတွေးချက်ရှိဖို့အတွက်ဘယ်နေရာမှာတော့ရွေးကောက်ပွဲလုပ်မယ်ဘယ်နေရာမှာတော့အတေးအကျပ သူတို့တွေဖျားပေးပြီးတော့ရှင်းရလူရလက်နဲ့အင်းရအကုန်လုံးကိုပုံပေါ်ပြီးတော့အသုံးပြုနေတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။သူတို့တက်ကတော့နောက်ဆုံးချိန်ကြီးကျွန်တော်တက်ကတော့ခွင့်ရကောင်းပါပိုင်းခံရမှာကျွန်တော်ရမိသားစုပိုင်းခံရဒါပေမဲ့သက်ဆက်ပေါက်တွေကိုတော့အရင်ရှင်းဖို့လိုတယ်မဟုတ်ကျွန်တော်တို့ ဒီကြံရမှာရှိဘူးညလာကြည့်ပါဘာဖြစ်ခေါ်မှာကျွန်တော်မိသားစုကျွန်တော်တို့ဟာအိယောက်ကိုတစ်ဖက်ဝင်နေနဲ့မာမိအနေနဲ့ရှိတယ်ဆိုအိယောက်ကိုတစ်ဖက်ဝင်နေရဲ့ကွန်မန်းကိုကျွန်တော်နားထောင်ရတယ်ဘီအန်ယူဂျီကျွန်တော်တို့အမေညီညီရဲ့အစိုးရကလည်းတစ်ဖက်ဝင်နေတယ်ဘောကလွတ်ဆောင်ရတယ်ဆိုရင်ကျွန်တော်အန်ယူဂျီနဲ့ပတ်သက်တဲ့ဒါကလည်းတစ်ဖက်ဝင်တွေရဲ့အစင်စင် ညွှန်ကြားအမိန်ပေးတဲ့ comment တွေကိုကျွန်တော်တို့ကနားထောင်ရတဲ့သူတွေဖြစ်တယ်။ကိုယ်ပိုင်အဆင်မပြေတဲ့ခက်ခဲမျိုးစုံကိုကျွန်တော်တို့တဦးချင်းစီတိုင်းတွေ့ကြုံခဲ့ရပြီဖြစ်တယ်။ဒါကြောင့်အရှိမကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်အကူအညီတောင်းတာပါ။ဟုတ်ပြီ။ဒီမှာ နေမှန်းပေါ့နော်နေမှန်းမှာလည်းပဲသူကြဖြစ်စဉ်ကူဖြစ်ပွားခဲ့ပါလေအဲ့ဒါကမနီချေကရှမ်းပြည်တိုးတက်ရေးပါတီ SSPP ထိန်းချုပ်ထားတဲ့ကြေးရကအဲ့ဒီမှာရှိတဲ့ကြေးရဒေသခံတွေကကျွန်တော် TNLA တောင်းတက်တယ်ပေါ့ဗျာဂိမ်းမချဖို့အတွက်ဆန္ဒပြခဲ့တဲ့ရုပ်သံဗီဒီယိုဖိုင်နဲ့ထွက်ပေါ်လာတယ်ဒါပေမဲ့တောင်းတဖွဲ့ဝင်တွေခေါင်းဆောင်မိုင်းတွေကနေပြီးအဲ့ဒီ gate ကနေပြီးတော့စုခွာထိုင်းလိုက်တယ်သူတဖွဲ့ဝင်တွေဒါပေမဲ့ တို့စာပြတဲ့သူရဲ့ဟာပြောဆိုချက်ပေါ့နော်အဲ့ဒီကိုကျွန်တော်ထည့်သွင်းလို့နည်းနည်းလေးပြောပြခြင်းနဲ့ကျွန်တော်မိသားစုနည်းအဲ့ဒါဆိုတော့ဒီကျေးရွာကိုအကျံပစိကုတ်တက်ကဘုံလာခြင်းမှာစိုးလို့အဲ့ဒီဂိတ်ကိုဖြတ်ခိုင်းတာပြီးတော့အဲ့ဒီကျေးရွာကမျိုး TNL တွေထွက်ခွာဘူးပြောတယ်ဆိုတာကအဲ့ဒီလွာကိုဘုံကျဲခံရမှာစိုးလို့ ွဲ့မိသားစုနေတတ်တတ်မဲ့မြို့လေတတ်တဲ့တတ်တတ်မဲ့ဘုံကြီးကြောင့်နေစာတင်ကြောင့်နေတတ်တတ်မဲ့ကြေးရွာတွေကိုဘုံကျဲမိလောင်တိုက်တွင်းပြီးတော့အကြောက်တရားတွင်းနေတဲ့ဂျန်ဖက်စစ်ခွတ်တဲ့လူရက်ကအဲ့ဒီမစ်ရှင်ကအောင်မြင်သွားပြီလားလို့စဉ်းစားစရာဖြစ်တယ်တကယ်လို့ဘုံကျဲမှာဆိုလို့တဲ့ TNL ဂိမ်းချရပဲနဲ့ TNL တွေအဲ့ဒီရွာတွေကထွက်သွားဖို့အတွက်ပြည်သူက SSPP နဲ့ပေါင်းပြီးတော့စနားပြတာ ကျွန်တော်ဘက်ကနေတော့သူနဲ့ပတ်စုံဆွေးနွေးဖို့ပြောတယ်။ဒါပေမဲ့သူဘက်ကလုံးဝလက်ခံဘူး။ DNL ကိတ်ကိုဖြက်စီးလိုက်ကြတယ်။စစ်ကောင်စီရဲ့လေကြောင်းကနေပြီးတော့လုဖို့အတွက်ဖြစ်တယ်လို့စလားပြပွဲမှာပေါဝင်သူအချို့ကပြောဆိုတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ရှင်သူဟာကျွန်တော်ပြည်သူကို ကောင်းကောင်းဒုက္ခပေးပြီးကောင်းကောင်းအကြောက်တရားပေးတယ်။အချို့နေရာတွေမှာဆိုကျွန်တော်ပြည်သူတွေငတ်မခေါမအောင်တမင်ကထားတာရန်ရက်ဆက်ရှုံးတာ။ဒါရီယာထောင်ချောက်ပါ။ဒါရီယာထောက်ပေါက်မဟုတ်ဘူး။ဘူးလေရှိရွက်ကောက်ဖို့စန့်ကျင်ကြဒါရီယာထောင်ချောက်ဒါရီယာထောက်ပေါက်မဟုတ်ဘူးဆိုတာမျိုးဒီပုံစံမျိုးလက်ရှိ ကျိလက်ဒေတာမြို့ရနေမိအတိတိမှာတခက်မြေပြင်မှာကြုံတွေ့နေရကျွန်တော်တို့ကလည်းချက်ပေါက်ပိတ်ခဲ့ရတာရှိတယ်ကျွန်တော်မိသားစုကျွန်တော်နှစ်လကျော်ကြာပိတ်မိတယ်မြို့သားညီညွတ်ရေးအစိုးရကာဝေးဝန်ကြီးဌာနတောင်ပိုင်းတိုင်းရဲ့တာဝန်ခံကျွန်တော်ကိုယ်တိုင်ဖုန်းဆက် ်လာမယ်ညီလေးလာမယ်လာမယ်အဲ့ဒီ kiss တွေမဖြစ်ခင်ရတယ်ကျွန်တော်သူ့ကိုပြောအဲ့လိုလုံးလုံးမရအောင်အဲ့လိုလုံးလုံးမရအောင်ငါတို့ကမာမဲဖြစ်တယ်ငါတို့ကသူတို့နဲ့ဘလို့ဆက်ဆံနေတာဖြစ်တယ်အဲ့လိုလုံးလုံးမရအောင်တကယ်လှုပ်တော့ခံရတာကျွန်တော်တို့နောက်ဆုံးဘလို့မှမရတဲ့အချိန်မှာကြော့ရစီရောကျွန်တော်ကိုရင်ဖုန်းဆက်တာကြော့ဘလို့လို့ပဲကြော့ကျွန်တော်တခေါမပြောတယ်ညီလေးကအကူမနဲ့ပြန်ကားလွှတ်လိုက် နှစ်ဖက်ကားရောက်လာဒီလိုချင်းမျိုးတွေကျွန်တော်တို့ကိုနိုင်နှဖူးတွေ့ဒူးတွေ့ကြုံခဲ့ရတာကျွန်တော်တို့နီမျိုးစုံနဲ့ဒီတော်လန်ရေးမှာကြောက်ကြံခဲ့ရနီမျိုးစုံနဲ့ကျွန်တော်တို့ထပောက်မျိုးစုံကိုကျွန်တော်တို့ကိုနိုင်လမ်းဖောက်လာဒါပေမဲ့ကျွန်တော်တို့ဘသူ့ဘုံမှာစိတ်ပြတ်သွားဘူးဘယ်သူ့ဘုံမှာမကောင်းကြောင်းမပြောဘူးကျွန်တော်တို့ကျွန်တော်တို့တော်အိမ်ကြောက်နေတာကအရင်ကကို ချက်လုံးလုံးကျွန်တော်ရဲ့ကွန်ထရိုးတွေကိုစော့ပြီးတော့ကျွန်တော် drive ပြီးလုံးမှရှင်ကျွန်တော်အတွက်ပြောင်းစုဘွားတိုင်းရင်းသားတွေအားလုံးအတွက်ကျွန်တော် online လုပ်နေချင်းဖြစ်တယ်ကိုယ့်ကိုထက်ကျွန်တော်တိုင်းရင်းသားတွေပို့ချစ်လို့ကျွန်တော် online မှာပါဝင်နေကြတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့မှာပေါ်ရဒုက္ခတွေရှိတယ်ကျွန်တော်တို့မှာအတန့်နဲ့ချင်းချောက်ခံရတာတွေရှိတယ်ကျွန်တော်တို့မှာ နောက်ကျောင်းကဓာတ်နဲ့ထိုးရသူတွေရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ဘတော်မနောင်စုခဲ့။ဒီမျိုးစုံနဲ့ကျွန်တော်တို့တက်တက်နီးလဲအကုန်သုံးပြီးတော့ကျွန်တော်တို့ရှေ့ကိုစက်နေတာဖြစ်တယ်။ဒါကိုကျွန်တော်ရဲ့ feel ကိုကြည့်နေတယ်။ကျွန်တော်ရဲ့မိသားစုဝင်တွေဒီကျောင်းကိုနားလည်မယ်လို့ကျွန်တော်မျှော်လင့်တယ်။သူကျောင်းရဲ့ဘာတိမိနေလဲ။တုံးရောအဲ့ဒီတုံးရောကိုကျွန်တော်ခေါ်ထုတ်တာ။ဘယ်လိုလဲပြောမယ်ဆိုရင်မြန်မာချက်ငွေ3000နဲ့3000လောက်ကျွန်တော်လူ မရတဲ့ပြဿနာမျိုးရှိဘူးကျွန်တော်နီးမိုးဆုံးနဲ့ရောက်ခေါ်ထုတ်စီစဉ်နေလဲကျွန်တော်ဆွဲထားတယ်တစ်စက္ကန့်တော့နောက်ကျလို့မရအောင်ရာရာပြောင်းသွားနိုင်တောင်းရင်တော့ဘာလဲတည်ခြင်းတရား period ခေါင်းမာတယ်တော်တော်ခေါင်းမာကျွန်တော်တို့လူငယ်တွေကျွန်တော်တို့အများကြီးပြရခံရတာ ဒီအောင်ကြားထဲမှာလုံးလုံးနေတဲ့အချိန်ပုံစံ rose ဆိုနေကျွန်တော်တို့ထွက်လင်းမာလေးထွက်လင်းမာလေးဒါကြောင့်ဒီနေ့အချိန်ကြီးကျွန်တော်တို့အောင်ပွဲတွေရနေတာဟုတ်ပြီကျွန်တော်မသားဆုံးတော့ဘောင်းတွေကအဲ့လိုပါအဲ့လိုဒါဆိုရင်တော့ကျွန်တော် DNA လေးမှာတော့လက်ရှိမှာကျွန်တော် basic quick တက်ကနေပြီးတော့ဒါ drone ကြီးအများကြီးအသုံးပြုပြီးတော့ နဲ့ကြည်လို့ဝင်ရနေပြီးတော့ကျွန်တော်တို့တက်နေတဲ့ဘုံချက်ဒီပြကတ်မှုတွေနဲ့ရှေ့ကိုဆက်တိုးနေတာဖြစ်တယ်ပြီးတော့အချို့ဂျေးရဒေတာတွေကိုဒီလိုကကြောင်ပြားတွေတွင်းပြီးတော့ကျွန်တော် DNA တွေတက်ဖွဲ့ဝင်တွေအဲ့ဒီဂျေးရထဲမှာနေမယ်ဆိုရင်အဲ့ဒီဂျွာတွေကိုပါဘုံပြင်းမယ်ဆိုတော့ချိန်ချောက်မှုတွေတကယ်လည်းလုပ်ပြဒီလိုချိန်နေလေးတွေကိုကျွန်တော်တို့နောက်ပိုင်းမှာတင်းနေရှားရှားမြင်တွေ့လာတာဖြစ်တယ်ဆိုတော့ လက်ရှိအချိန်မှာတောင်ပင်းနေပြီးတောင်ပင်းမြို့အနီးလုံးဝဲတောင်စင်းလေးနဲ့စကန်တာချေးရွာထိပ်မှာစကောက်စီနဲ့ TNL ကြတိုက်ပွဲပြင်းထန်နေတဲ့စက်တင်ဘာ28ရက်နေ့သတင်းတွေမှာကျွန်တော်တို့ဖော်ပြထားတာရှိတယ်။ Computer တဲ့ TNL တပ်ဖွဲ့ဝင်ခေါင်းကိုဖြတ်ပြီးတော့ drone နဲ့ပြန်ချပြီးတော့ကြောက်စိတ်တွင်စစ်ဗျူဟာကိုတုံးပြုတ်နေတဲ့အခြေအနေကြီးလည်းရောက်ရှိနေတယ်။ကိုယ်ကကြုံတွေ့ရတဲ့ TNL ရဲ့တပ်ဖွဲ့ဝင်တဦးရဲ့ဒါပြောအရာပေါ့နော်။ ်အန်စီထားတဲ့ DNA တပ်ဖွဲ့ဝင်ခေါင်းကိုဖြတ်ပြီးတော့စကောက်စီဘက်ကနေပြီးတော့ DNA တပ်ဖွဲ့ဝင်တွေရှိရ drone နဲ့ပြန်လာချပေးပြီးတော့ကြောက်စိတ်တွင်းတဲ့နီးပြူဟာကိုအသုံးပြုနေတယ်လို့ဆိုပါတယ်ဒုံးပေါ်ကြီးကြလာတယ်ထင်တယ်ကြလာတယ်မကွဲဘူးဆလိုက်ထဲမှာထည့်ထားတယ်အဲ့ဒါကိုအဲ့ဒီဆလိုက်ကိုဖွင့်လိုက်ချိန်မှာဖန်ခန္ဓာရရတယ်ကျွန်တော်တို့ဒါတပ်ဖွဲ့ဝင်လူခေါင်းဖြစ်နေတာကိုတဲ့တွေ့ရတာပါတဲ့အခုချိန်မှာလည်း drone တိုက်မှုတွေကိုဒီကတုံးပြီးတော့စစ်စင်ရေးကိုဆင်နွှဲနေတယ်လို့ TNL တပ်ဖွဲ့ဝင်တွေကလည်း ောဆိုထားပါတယ်ဆိုတော့သူကတပ်မင်းမျိုးကိုပြန်မျိုးတိတ်ချုပ်ချင်တာပြီးတော့လာဆိုမန်လေးပြောင်းလမ်းမကြီးကိုပြန်တိတ်ချုပ်ဖို့အတွက်တိဘောမျိုးကိုဆက်ပြီးတော့လဲပဲဒါထိုးစစ်စင်တက်ခိုက်နိုင်နေဆိုတဲ့အုံသက်ချက်တွေလည်းကျွန်တော်တို့အားလုံးတွေ့နေရတာဖြစ်ပါတယ်လက်ရှိအချိန်မှာဒီတောင်းတက်နေပေါ့နော်မြို့တွေကိုလက်လွတ်ရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့ကြည့်မယ်ဆိုရင် ီ TNL တဖက်ဝင်တွေအပေါ်တရုတ်ရဲ့ဖိအားကကျွန်တော်2023အောက်တိုဘာ29ရက်နေ့မှာစတင်ပြီးတော့ဆက်ဆက်ပုံစစ်စင်ရေးရပောင်း89ရက်ကြာပြီးတော့2024ဇန်နဝါရီဇန်နဝါရီ7ရက်နေ့မှာတရုတ်ဖိအားတွေနဲ့ hiking သဘောတူညီချက်လက်မှတ်ထိုးပြီးတော့ခဏအပြစ်ခက်ရက်ခက်ကြသေးတယ်ဒါနဲ့ဒီကရေစမှုကတော့ကျွန်တော်တို့ကြာရှည်မခံခဲ့ပါဘူး2024ဇွန်လ25ရက်နေ့မှာစံစက်ကိုဆက်စင်ရေးဒုတိယပိုင်း ဒါဆက်စင်ရေးထပ်မံပေါ်ပေါ်လာပြီးတော့အဲ့ဒီတိုက်ပွဲတိုက်နေတဲ့အချိန်တော့တွင်မှာပဲဒါတရုတ်ကညီတော်မာမိတ်သုံးဘွယ်ကိုခေါ်ယူပြားပေးပြီးတိုက်ပွဲရပ်ဖို့တဲ့ပရမလိုင်းကတပ်ပုံမကြီးမားတဲ့ပြားတွေပေးခဲ့တာဆိုတော့အဲ့ဒီပြားတွေထဲမှာထူးခြားတဲ့အချက်ချက်က UWSC ဒီထိန်းချုပ်ဒေတာကနေညီတော်မာမိတ်သုံးဘွယ်ဘက်ကိုကြည်တောင်းမှစီစဉ်မှုမရှိစေဖို့အတွက်တရုတ်ကဝတ်တဲ့ဂိတ်တွေမှာထောက်လန်းရေးတွေထယ်ထားတာအဆပ်ပြီးတော့ ဒီဒီနော်မမိတ်တုံးပွဲရဲ့ထိစက်နေတဲ့တရုတ်နယ်စပ်တွေမှာတရုတ်နယ်စပ်ခိတ်တွေကိုအထူးစောင့်ကြည့်ပြီးတော့ဂိတ်တွေအကုန်လုံးကိုပိတ်ပြီးတော့ပါဖိအားပေးနေခြင်းဖြစ်ပါတယ်အဲ့ဒီဖိအားတွေနဲ့တို့ကျွန်တော်ကိုကန့်တက်ကဂျန်ပါစစ်ခွစ်တက်နဲ့အပြစ်ကရက်ပြီးတော့လာရှုံမြို့ကိုဂျန်ပါစစ်ခွစ်တက်စီမှာလကားပြန်လွှဲပစ်လိုက်ရတဲ့အခြေအနေလည်းရှိခဲ့တယ်ပြီးတော့တရုတ်ဟာကိုကန့်တက်ရဲ့ခေါင်းဆောင်တွေကိုဖမ်းဆီး ယုံနာမကပဲနဲ့တင်းတို့ဘက်ကနေစီးစင်းနေတဲ့ဘူကန်တက်တူရဲ့ငွေကြေးတွေကိုပါထိန်းချုပ်လိုက်တဲ့အပြင်တောင်းဘက်ကိုလည်းပဲနီမျိုးစုံနဲ့ဖိအားပေးနေတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်။ကျွန်မိသားစုဝင်လေဒါကလက်ရှိချိန်မှာဒါကမ္ဘာအင်အားကြီးတရုတ်နိုင်ငံကကျွန်တော်တို့ရဲ့နိုင်ငံအရှိကျွန်တော်တို့ရဲ့ပြည်တော်စုဘာတိုင်းရင်းသားတွေအပေါ်မှာကုန်သွေးစော့ကြိုးကြိုင်နေတာထင်ထင်ရှားရှားမြင်တွေ့နေရပါတယ် သူ့လက်ကိုလက်ဆိုတာရှိတယ်ကိုယ်နဲ့ကြရင်တော့မနွေစတန်လို့ပဲကျွန်တော်ပြောချင်တယ်လက်ရှိဒေါနိုင်ရဲ့အတွင်းမှာရှိတဲ့တရုတ်နဲ့ပတ်သက်သူမှန်သမျှနဲ့တရုတ်စီးပွားရေးအားလုံးပြည်သူပိုင်းဖြစ်စေရမယ်လို့ဒီနေ့ကျွန်တော်တိတိလင်းလင်းပြောကြရင်လည်းဒီနေ့ဗီဒီယိုကိုဒီကိုချုပ်ပြစေအဲ့နဘီစီဘီကဘီချောင်းနဲ့ကြောင်းနိုင်ငံတွေမှာရှိတဲ့မိသားစုဝင်တအိုးချင်းစံပြင်းနဲ့ကင်းရှင်းပါကြောင်လေးနဲ့စတောင်းချင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလိုက်ပါဗျာ